ရွေးကောက်ပွဲကိုဆက်ဆက်ထိမခံနေတဲ့ဘတ်ဂျက်တဲ့အရှိန်နေနဲ့တချက်ကိုရင်၃ချက်ပြက်မယ်ကျွန်တော်တို့ရဲ့ပြစ်ကွင်းပြစ်မှတ်တွေကိုကျွန်တော်ရှင်းရှင်းလင်းလင်းရှင်းပြထားတယ်ဒီဘက်မှာတော့စစ်သည်နေနဲ့စီးရင်ဆိုင်ရာအခြေအနေရက်တက်ကိုကျွန်တော်တို့ဆွေးနွေးကြတယ်ဒီညာချမ်းဟာတောင်ကြီးမှာလက်ဆောင်တိုင်းပွဲတော်ကြီးကျင်းပနေတဲ့ညတချို့တွေပြောနေတဲ့ညပေါ့ ်ဆိုင်ဆိုင်ခန်းလိုက်ကတောင်ကြီးกว่าတောင်ကြီးกว่าလို့ပေါ်ဟိနေချိန်မှာမဟုတ်သူမဟုတ်သားတွေမျက်ရည်ဖြန်ဖြန်ကြောက်ပြီးစစ်တပ်ရဲ့အနိုင်ချင်းမှုကိုခံရတော့မလားဆိုတဲ့စိုးရင်ချမ်းနဲ့ရင်ဆိုင်နေရတဲ့အချိန်မဟုတ်ဘူးကမဟုတ်ပကဖားနဲ့ MDY PDF အစရှိတဲ့တပ်တွေကမဟုတ်ကိုကာဝယ်မယ်ဆိုပြီးအန်ချစ်ပြီးရှိသည်မြတ်ဂျီမီတီအလုံးစူးစီးနေတဲ့အချိန် ဒီအချိန်မှာရှမ်းမြောက်ကမြို့တွေကိုပြန်လဲသိမ်းပိုက်နိုင်ကြတယ်လို့စစ်တပ်ကမော်ကြွားနေတယ်။သို့တော်စည်ရေးအတာစီးနဲ့သိမ်းပိုက်နိုင်တဲ့မြို့မရှိတဲ့လောက်ပါ။တရုတ်ရဲ့အတွင်းဖိအားအပြင်ဖိအားပေါင်းစုံနဲ့သာတန်တမန်ရတရုတ်ကပြန်ပေးဆိုလို့ပေးလိုက်ရတယ်။အချိန်ကြီးမျိုးနဲ့နောက်ကျကြောက်မဲတီဘောတို့သာတနတ်တန်ခက်ဆစ်စိတ်ထွက်ခဲ့ပြီးတော့ လာရှိုးနဲ့မိုးကုတ်မိုးမိတ်ကူတော့တရုတ်ကိုဖင်ကုန်းဥချပြီးရလာတဲ့တတ္တမန်အကျိုးမြတ်တွေကိုစစ်တပ်ဟာမော်ကြွားနေရပါတကယ်စီရေးမှာမြေပြင်စီရေးမှာဖက်စစ်တပ်လလံမထူတာတရားရခိုင်လုံးချိန်နေတယ်တိုးတော့ drone ပြည်သူစစ်တွေလေမြင်နဲ့ဘုံချဲတာတွေ drone နဲ့ထောက်လန်းတာတွေကြောင်း ဗလိုင်းတက်တွေရဲ့အောင်ဝဲကိုတိတိကျကျမရှိနေတာမသိနေတာတကြောင်။နောက်တစ်ကြောင်ကဒီနောက်ပိုင်းမှာစစ်စီအောင်ဝဲသတိနဲ့ပတ်သက်ပြီးကြီးမားတဲ့သတင်းတွေကိုမထုတ်ပြန်ပဲရှုတ်ဝဲထားတဲ့အခြေအနေတရက်ကိုရှိနေတာတကြောင်ကြောင်။အချို့ကိစ္စတွေမှာပြည်သူလူထုကစိတ်ပြတ်အောင်စိတ်ပြတ်ပါလိမ့်မယ်။နော်။နောက်တစ်ချက်က ကြောင်မင်းဒီပေါ်နောင်ချူဒါတွေကိုပြန်ထိန်းချုပ်နိုင်တဲ့အတွက်အစ်စတမန္တလေးလာရှုပြည်တော်စုလမ်းမကြီးကိုထိန်းချုပ်နိုင်တဲ့အခြေအနေမျိုးလို့မှတ်လို့ရတယ်။ရှမ်းမြောက်နဲ့မန္တလေးတိုင်းဆက်သွယ်ထားတဲ့အရေးပါတဲ့လမ်းကြောင်းတွေစစ်တပ်လက်အောက်ကိုပြန်ရောက်ခဲ့တယ်လို့ပြောလို့ရတယ်။ငုတ်ကမိုးမိတ်ကိုမရမချင်းတော့ရှမ်းမြောက်မန္တလေးလမ်းကိုတော့အပြည့်မသုံးနိုင်ဘူး။သို့တော်ကျွန်တော်ဟိုးရင်လေးကပြောခဲ့တယ်လို့ တရုတ်ဈေးရောက်မှုအတွက်တရုတ်ဈေးကွက်ကုန်ယူစည်းဝင်မှုအတွက်ဒါရှိုးမန္တလေးမူဆယ်လမ်းမကြီးပြည်တော်စုလမ်းမကြီးရှောက်ဖွင့်လိမ့်မယ်လို့ကျွန်တော်ပြောပြီးသားနော်အဲ့တော့ဒီအချိန်မှာခက်ရှင်းရှင်းပြောမယ်တော်လိုင်းကြီးကိုမင်းအောင်လာရက်တန့်နိုင်စွာမရှိတော့ဒါရှော ရွေးကောက်ပွဲလုပ်ဖို့ကြားခံနေတာအဲရွေးကောက်ပွဲကလည်းဟိုဘက်ချန်တာမှာကျွန်တော်ပြောထားသလိုပဲသူ့အတွက်လောင်းကြီးကြီးတယ်အပေးယူကြီးကြီးမားမားရှိနေတယ်ဆက်ဆက်တိမခံဖြစ်နေတယ်မိုက်ကြီးတို့ကိုရေးယူပြတာကြီးဘာမှလည်းမရေးဘူးဘာမှလည်းရွေးကောက်ပွဲဆိုတဲ့စကလုံးတစ်လုံးမှမပါပဲဒီလူလူကြားတဲ့ကိုအကြောက်တရားပတ်ဝန်းကျင်လုပ်ပြတာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖတ်စစ်တာဆက်ဆက်တိမခံဖြစ်နေအဲ့တော့ DNA အပြစ်မရက်ခင်မှာ MND ရအရင်ရက်ခဲ့တာတော်လိုင်းအားနေသွားလို့လား ။အုတ်တရံနဲ့ရက်တယ်။မိုးကုတ်မိုးမိတ်ကိုလက်လွတ်မယ်ပြောတယ်။တော်လိုင်းကြီးကအားနေသွားလို့လား။အခုမိုးကုတ်ပိုတော်သွေးစီညီညွတ်သွားသေးတယ်။မိုးကုတ်ပြူကမိုးကုတ်ပကဖတတ်သားအရင်ဒီရဲဘော်တွေအနာယူလိုက်ရဲဘော်တွေပြန်ခေါ်နေပြီးအင်အားစုစည်းနေပြီ။ MDY PDF နဲ့တရင်ပေါင်းမြောင်များစွာအဆောင်ရှိတဲ့တပ်ပြီးမိုးကုတ်ကာဝယ်ဖို့စီစီလုံးနဲ့ပြင်ဆင်နေကြပြီဗျာ။ ျွန်တော်တို့တော်လိုက်အားနေသွားတယ်ကိုဘသူကယူဆတာရှက်မြောက်တာတော်လိုက်ရေးပါလိအဓိကအရေးပါတဲ့အစစ်ပိုင်းမဟုတ်ဘူးအာနာဘဟုချက်တော်လန်ဝင်ယူဟာစကိုင်းမကွေချင်းရခိုင်ရှင်းနေတော့ရှက်မြောက်ကတရုတ်ဝင်ပေါင်းတစ်ခုပဲရှိရဲရခိုင်မှာကြောက်ဖြူရှိတယ်ကြောက်ဖြူပါလိတော်လိုက်ရေးတစုံလုံးပြောင်းလဲသွားနိုင်တဲ့အဖြေတစ်ခုလောက်နီနီ အရေးပါတယ်နဖိုးကြီးကတမ်းမွေးပိုင်လိုက်ဟာလေမပြောတော့နော်အဲ့တော့တော်လိုင်းရဲ့ဝင်ရိုးနဲ့အာနာပူချစခိုင်းမခွေကျော်ခဏခဏပေါ်အဲ့တော့ဒီနေရာမှာတော်လိုင်းရင်းနဲ့ပတ်သက်ပြီးအလားအလာတွေကိုသုံးသက်ရှိတဲ့အခါမှာအနည်းဆုံးတရုတ်ပြည်တော်လိုင်းရင်းကိုကြည့်အောင်တရုတ်တရုတ်ချန်ဂေရှိကိုစစ်ရှုံးလို့မော်စီတုံးဟာတရုတ်မြောက်ပိုင်းကနေတောင်ပိုင်းကိုရပ်ပေါင်း 368ရဲ့လမ်းလျှောက်ပြန်ဆုတ်ခဲ့ရဘူးလေ။နောက်ဆုံးတော့ချန်ကေရှိအစိုးရကိုမော်စီတုံးနိုင်ခဲ့တယ်။ထိုင်ဝမ်ကိုမောင်းထုတ်နိုင်ခဲ့တယ်။မတည်။စီးရီးယားပြည်တွင်းစစ်ကိုကြည့်အောင်တော်လိုင်းရေးပေါ့။2017ကနေ2016ကြည့်စီးရီးယားခရိုင်14ခုရှိရတဲ့ကခရိုင်12ခုတော်လိုင်းတပ်တွေကသိမ်းပိုက်ခဲ့နိုင်တယ်။တရုံးဆက်ခုမှာအဲ့ဒီသိမ်းပိုက်ထားတဲ့ခရိုင်12ခုတွေကခရိုင်10ခုကို ပြန်ပေးလိုက်ရတယ်2024ခုစီးရီးယားဟာတော်လိုင်းတက်ပြီးအောင်ဝဲခံနေအောင်ဝဲကိုရခဲ့တယ်ဒီလိုပဲစကမာကရှမ်းဘက်ကမြို့တွေကိုသိမ့်ပိုင်နိုင်နေသိမ့်ပိုင်နိုင်နေဆိုပြီးတော့ဂုံစာနေပေမဲ့စီရီးယားဒိုးစစ်စင်တိုက်ခိုက်သိမ့်ပိုင်ပြီးသိမ့်ပိုင်နိုင်တာမဟုတ်ဘူးတရုတ်ဖင်ခံပြီးရနေတာလို့ပဲပြောကြင်တာကတော့ပဲရှမ်းမြောက်ကလက်ရှိသိမ့်ပိုက်တာတဲ့အဖွဲ့တွေကိုကြည့်မယ်ဆိုရင်လေဝ MND TNL လေး အစရှိတဲ့အဖွဲ့နေရာတရုတ်ကိုလုံဆင်လို့မရနေတဲ့အခင်းချင်းတွေသူတို့ရင်ဆိုင်နေရတယ်ဒီချက်ကတော့မင်းအွန်လိုင်းတော့အားတာချက်တစ်ခုဖြစ်သွားပြီရှမ်းမြောက်ကတိမ့်ပိုက်ထားတဲ့မြို့တွေကိုတရုတ်အားကိုးနဲ့ပြန်ရတာကိုမသိရင်သူကအရေးချင်းရှိလို့ရတယ်စစ်တိုက်နိုင်လို့ရတယ်လို့သူ့ လူတွေနဲ့ပြည်သူတွေကိုဝါရဖြန့်နေတာအဲ့ဒီဝါရဖြန့်တဲ့အောက်မှာကျွန်တော်တို့မျောမသွားဘူးလို့တာတခုပဲနောက်ကျောင်းကြောင့်မဲတီဘောတို့ကိုပြန်ထိတ်ချုပ်နိုင်ခဲ့တဲ့အတွက်ရှမ်းမြောင်နဲ့မန္တလေးတိုင်းထဲကတော်လိုင်းတက်တွေကိုဂျာကန်နေပြီပေါ့အဆက်ဖြတ်နိုင်ပြီဒါကျွန်တော်တို့သိဖို့ဒီထားရအဲ့တော့မိုးကုတ်နဲ့မိုးမိတ်ကို TNL ကပြန်ပေးမယ်လို့ပြောနေတော့မှပဲဘယ်လမ်းကြောင်းကဝင်လာမှာလဲဆိုတဲ့ကိစ္စကိုလည်း ကျွန်တော်တို့မသိပေမယ့်အောက်ကတက်ပြီးအကုန်ပြေးနေပြီဒီနေ့ DNL 2000ဆုတ်သွားတဲ့ PDF 6000ကခန်းစစ်ကြီးပြင်ပြီးတော့မိုးကုတ်ကိုကာဝယ်ဖို့လုံနေတယ်ဆိုတဲ့သတင်းတွေလည်းကြားနေရတယ်အတီတော့ပြုလို့မရသေးဘူးဒါအတူမှာလည်းဖက်စစ်တပ်ရဲ့စစ်ကစားမှုကမြင်နေရတယ်မရယာဘက်ကိုဖိတိုက်တယ်စစ်ကြောင်းနဲ့ကြောင်းတူပြီး MBY PDF ကိုပြားအပင်းနေတယ်ဆယ်တော်ကြီးနဲ့အင်ဂျင်နီယာလေကြောင်းကာကွယ်ရေးတပ်ကိုပြင်ရဖို့စစ်တပ်ကပြန်ပြီး ဖုံးစစ်ဆင်နေတယ်။နောင်ချိုဘက်ကတီအန်လီစုပ်သွားတယ်နောင်ချိုဒီဘောဘက်ကစစ်ကြောင်းတစ်ချောင်းဆင်းလာလို့မရီယာဘက်ကဖိုးလာတယ်စစ်ကြောင်းတစ်ချောင်းကြည့်စစ်ကြောင်းနှစ်ချောင်းညက်တိုင်းတရာယူဒီရောက်နေတယ်လို့သိရပြီးတော့အုတ်ဖို့ရွာသစ်နာဆယ်ရိုဒီအထက်ကကန်တွင်းကန်တွင်းအထက်ကနေအောက်ကိုဆင်းလာပြီးနောင်ချိုနယ်ကနေတဆင့်မရီယာကိုစစ်ကြောင်းဖိုးနေတယ်လို့ ရယာဘကထိုးတဲ့စစ်ကြောင်းကလည်းတလိုင်းတက်ပြီးတနစ်ကျော်ထိချုပ်ထားတဲ့တငါကြီးရွာတဝိုက်ကိုပြန်သိမ်းပြီး80တိုးမှုအာယူနေတယ်လို့သိရတယ်။ဒရာဂူမီတော့မြောက်ဘက်ရောက်လာပြီပေါ့ဗျာ။အဲ့တော့တစင်နဲ့ဆက်ကွန်စစ်စင်ရေးမှာမရယာမြို့နေမရယာမြို့နေတွေကပစစ်တက်ပစစ်တက်ကိုရှေးရအရေးပါတဲ့စခန်း40မရယာမြို့အရှိအရှိမြောက်မြောက်ဘက်ဒေသတွေမှာရှိရဲ့ မြို့ကိုပပတ်နဲ့ဝိုင်းယူပြီးမြို့ကိုသိမ်းနိုင်ခဲ့တယ်။လေချောင်းအာကိုတရုတ်အာကိုနဲ့ကဒီနေရာတွေကဥစ္စာတွေကိုပြန်ရနေတာမြေပြင်မှာဖက်စစ်တပ်ခွက်ခွက်လာအောင်ရှုံးနေရမှုတော့မြင်လို့မရဘူး။အဲ့တော့ MBY PDF ဥဆောင်တဲ့ဒေါ်လာရေးတက်တွေဟာမရေအရှိန်ကျမှရှိတဲ့အငင်းမြိုင်လေချောင်းကာကွယ်ရေးတက်တန်းစေရိုဂျီတက်စကန်ဖျောင်းတောင်တက်ထူတွင်ရွှေလုတ်ကွက်တွေနဲ့အယ်ဖာပီရမီစက်ရုံတွေထိန်းချုပ်ထားခဲ့တာ ဲ့တော့ဒီနှစ်လယ်ပိုင်းမှာဖက်စစ်တပ်ပြန်လဲထုံးစစ်စီပြီးအဖာကိုပြန်ယူသွားတယ်ဖျောင်းတော်ရွှေလုတ်ကွက်တွေအပါဝင်ရွာတပုံများကနေတော်တိုင်းတိုက်ရဆုတ်ခဲ့ရတယ်လေနေနဲ့ပြစ်တယ်ဒရုန်းတွေနဲ့ပြစ်တယ်ကြေးရွာအများပြားထွက်ပြေးနေရတယ်ရှမ်းမန်စစ်စင်ရင်းနဲ့ဆင်နွှဲခဲ့တဲ့နေရာတွေပေါ့ဗျာလာရှုံးနဲ့မိုးကုတ်မိုးမိတ်နောင်ချိုတီဘောတို့ကိုတရုတ်အားကုန်းနဲ့ပြန်ယူ MNDA TNL ကအပြစ်ကတ်ရတာကိုအခွင့်ကောင်းယူပြီးလုပ်နေရဆိုတဲ့အခြေအနေဒါကိုမြင်ကြရပါလိမ့်မယ်ဒါကိုမြင်ဘာဆက်လို့ရမလဲတွေးကြရပါလိမ့်မယ်ကျွန်တော်တို့ပြောတာတက်ညီငါတော်လည်းတက်ပြီးကပို့ပြီးတော့နားလေလိမ့်မယ်လို့ယူဆပါဒီလိုဖြစ်နေတော့မှာပဲရွှေဘူးရွှေဘူးဆိုတာကမုတ်ဆိုးဘူးเนาะငါမြင်ရပြီးရွှေဘူးလေဗျာ အော်တိုဝါ၂၁ရက်နေ့26ရက်နေ့အထိမှာရွှေဘိုစစ်ကြောင်းထိုးတယ်။အရာတော်တလဲပါတဝိုက်အဲ့ဒီစစ်ကြောင်းဟာအရာတော်နဲ့တလဲပါကထွက်လာပြီးအဲ့အဲ့တလဲပါဘီဇိုဒီယွာဖက်စစ်တက်အင်အားတညာစကိုင်းတိုင်းဝက်လက်ကြောက်ကုန်းရောက်ဝင်စီးတယ်။ယွာကပစ္စည်းတွေခိုးနေတယ်။အဲ့ချိန်မှာပလိုင်းတက်ကဝင်တာ ီရပြည်သူ၄ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်လို့ဖက်ရှစ်တပ်ကမတာပေါ်လာလေအများအပြား16កောင်နဲ့အကောင်30မှာငါတရားမှာ16កောင်သိတယ်အကောင်30တန်ရာရအိုနာဂျိုးကန်းဆိုတော့90လောက်ကျန်တဲ့90ကခွေပြီးပြရတယ်ဒါရင်းနဲ့ပတ်သက်ပြီး ရှေဘူတရင်တင့်နေလေးဝက်လက်မျိုးနဲ့ပကဖရွှေပန်းမိုးတိုက်နေပကဖ900ကြာအဖွဲနေရွှေဘူခရိုင်ဒုံးဖွဲ့ကြီးကံမရွာဒုံးဖွဲ့နေတပေါင်းစုတိုက်ခိုက်ခဲ့တယ်ဝက်လက်ကြာပြတ်တိုက်ခိုက်မှုဟာအောင်မြင်ခဲ့တယ်မြင်ပါပြောချင်တာကတော့စီရင်နိုင်ငံရေးအချက်အသေးတွေနဲ့2025ရဲ့တော်လိုင်းရွေးဝင်းမှာတော့ ပြင်းပြင်းထန်ထန်ခိုင်ခိုင်မာမာဆောင်ရွက်ရမယ့်နေရာစကိုင်းမကွေးဝင်းချင်ဖြစ်တယ်အာခတ်တတော်ဤကတော့မကွေးတိုင်းတဲ့ဘူးထိုးဝင်လာသူအေယာဝတီလေးမျက်နှာကိုလည်းစစ်ပွင့်လာတယ်ကပ္ပစာ16လောက်ကိုလည်းရှောက်နေရှမ်းမြောက်စီကြီးကတော့တေုံအာကူနဲ့ဖတ်စစ်တဲ့အတာစီရနေတယ်လို့ထင်ရပေမဲ့အဲ့လောက်တော့လွယ်မနေပါဘူး ဒီတော်လန်ရေးကိုမင်းအောင်လိုင်းရက်တက်နိုင်မယ်ဆိုရင်ဒီတော်လန်ရေးကိုမင်းအောင်လိုင်းနိုင်အောင်တိုက်နိုင်မယ်ဆိုရင်ကျုံခံမိမယ်ရှင်းတယ်ဒီတော်လန်ရေးကိုမင်းအောင်လိုင်းရက်တက်နိုင်စေအကြောက်အချက်လက်ဒီနေ့ဒီတစ်ခုမှမတွေ့ဘူးဒီလောက်ဆိုရင်သဘောပေါက်ပါတယ်အားလုံးယေရှုတက်